ခုလောက်သမဂအထွေထွေညီလာခံလောက်နေချိန်မှာ နိုင်ငံမိခဲကြီးကရုရှားနိုင်ငံကိုထွက်သွားပါတယ်အဲ့လေအာနာလူအဂျပ်ဖစ်စစ်ကောင်းဆောင်ဖြစ်ုံသမဂယာယီသမရလို့ကိုယ့်အကိုကြီးညာထားတာဆိုတော့လေခုလောက်သမဂအထွေထွေညီလာခံကိုဘယ်လိုလုပ်တက်ခွင့်ရပြီမလဲသူသွားတက်တဲ့ကမ္ဘာအမှုမြူဖိုရမ်ဆိုတာကလည်းရုရှားနဲ့ဆိုတူဆိုပက်၄၅နိုင်ငံလောက် လာတက်ကြမယ်ပွဲလာတက်ကြတယ်ပွဲသတင်းတွေမှာကြားရတာကတော့ငွေပေးပြီးတက်ရတယ်ပွဲလို့ပြောတဲ့အခါကျတော့ထားပါတယ်နျူကလ িয়ার တွေဓာတ်ပေါင်းဖိုးတွေဆိုတဲ့စကလုံးတွေကြီး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 တွေနဲ့သတင်းလွှင့်နေပေမဲ့ကျွန်တော်ကတော့ဖိတ်စာတောင်းဓမ္မမဟုတ်ငွေပေးဖိတ်စာတောင်းပြီးအိယာပြောင်းအိတ်တဲ့ခီးစင်လောက်ပဲရှိပါတယ် အာရသိစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ရင်အစိပ်ပင်ရေလောင်းတဲ့တရားခမ်းဖြစ်နိုင်တယ်ခရင်မျိုးသားအစီယုတ် KN ကိုဥက္ခရဖရိုဆော့ဖ်ဝဲထူဝင်းကပြောဆိုလိုက်တဲ့အခါ KN ရဲ့ဥက္ခရအပါဝင် ကောင်းဆောင်အတော်များများကိုအကြမ်းဖက်စစ်ကောင်စီကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်လိုက်ပါတယ်ဒီလိုပဲအလားတူချင်းပြင်းတဲ့အစိုးရဖွဲ့ဝင်ခုနှစ်ဦးကိုလည်း ရွေးကာဥပဒေနဲ့အမွင့်ဖွင့်လိုက်ပါတယ်ဒီဥပဒေကလည်းထောင်သုံးနှစ်ကနေတည်တံအထိ ကြာရောက်နိုင်တယ်လို့ဆိုထားပြန်ရဲ့ဆိုတော့ဒီရွေးကောက်ပွဲကိုယုံလို့ဝင်ပြိုင်ခြင်းနဲ့ပါတီလေးခုလည်းပယ်ဖြတ်ခံလိုက်ရတာကိုသိပြီးဖြစ်ပါလိမ့်မယ်အဲပြည်ခိုင်ပြိုးပါတီဝင် ထိတ်တန်းတွေရဲ့အိမ်မက်ကလည်းအကျန်းဖဲစစ်တပ်က မိုးကြရွှေကိုတွေကြောင့်လှုပ်လို့ခံလိုက်ရသလို့ တိုင်းသားစီလုံးညွညွေးပါတီလဲဒီလိုပါပဲနိုင်ငံမိခဲကြီးကရွေးကောက်ပွဲဖြစ်မြောက်ရေးမပြည့်ရေးစန့်ကျင်သူတွေကိုနှိပ်ကိုရေးစသဖြင့်တွေကိုဥပဒေအမျိုးမျိုးထုတ်ပြီးစ조사နေပေမဲ့လူမျိုးစုံပြည်သူလူထုစစ်ကြုံဘဝကလွတ်မြောက်ရေးအသက်ဘေးတိုက်ပွဲဝင်နေသူတွေနဲ့တွေ့တဲ့အခါသူတို့အမြင်သူတို့အတွေ့ သူတို့ယုံကြည်ချက်သူတို့ရဲ့အနာဂတ်တွေကို ကိုယ်တိုင်ကြားခဲ့ရပါတယ်။ဒါကြောင့်မြေပြင်မှာတွေ့ခဲ့ရသူတွေနဲ့စကားဝိုင်းလေးကို ပြန်လဲဝေမျှလိုက်ချင်ပါတယ်။အခက်အခဲတချို့ကြမှာတွေ့ဆုံခဲ့ရတဲ့အတွေ့ပြောခဲ့ရတဲ့အတွေ့ဆွေးနွေးခဲ့ရတဲ့အတွေ့အယုတ်အတန်ကလေးများသဘောမကျတာရှိရင်တော့ခွင့်လွှတ်ပေးစီလိုပါတယ်ခင်ဗျာ။ရကပွဲလောက်တယ်လို့ခင်ဗျားတို့ခင်ဗျားတို့ပြောပါဘူးသူတို့လောက်ကြတယ်ဗောနော်လောက်ကြတဲ့ခါမှာကျွန်တော်ကတွတ်တယ် ဒါတော့ရှင်းပြောတာဗျတပါတီတခုလေးပဲအာနာရအောင်လုပ်မှာဆိုတော့မျိုးကျွန်တော်မြင်တဲ့အချိန်မှာပြီးခဲ့တဲ့ဘယ်လောက်လဲနှစ်ပတ်လောက်ကလားတပတ်လောက်ကလေးပါတီကိုထုတ်ပလိုက်ထုတ်လိုက်တာဘယ်ရတပတ်လဲအဲသူလည်းမှငကိုရီကငကိုရီကမပြောနဲ့အဲ့ဒီမတိုင်ခင်တည်းကဗာလဲပါတီထောင်းရင်သိမ့်တော့ဟောလောဒပတီအောင်ဖြစ်နေပြီလျှောက်ပြီးတော့ဥပဒေထုတ်တာလीဆိုတော့အဲ့မျိုးလောက်တာဟုတ် လောက်ရောရောခဲထပ်တော့အဲဟုတ်ပြီအဲ့လိုလို့တော့ကျွန်တော်တော့တကယ်တမ်းကျတော့တက်ကဘုံချုပ်ကြီးဒီကိုပြီးတော့ကဘုံချုပ်တွေအွန်လိုင်းတွေဘာလို့လဲအွန်လိုင်းတွေဒါပဲခင်ဗျားလည်းဒီကိုသွားမှလေအဲ့ဒါကြောင့်လဲပြောတာဗောဗျာဒါခင်ဗျားလည်းအာတန်ဂျစ်ကိုပြန်ထူတော့မှစစ်ဂျုံပြုတ်မှသူတို့သားသမီးတွေကိုနိုင်ငံရပို့ပြီးတော့ ပညာတွေတေပြီးပြန်လာလို့ရှိရင်သူတို့ကကျွန်တော်တို့အုတ်ချုပ်မှာဆိုတာမျိုးတွေကိုလူတွေပြောကြတာပေါ့ဟုတ်ဘူးလားဆိုတော့ဟုတ်တယ်ကျွန်တော်တို့အဲ့ဒီရေဟိုမေအောင်လိုင်းလုပ်တဲ့ကိစ္စတွေပေါ့နော်ဒါကျွန်တော်တို့တော်လိုင်းကြီးဒီမားတွေလက်ကြီးတော်လိုင်းကြီးနေမြေကခံစားဘူးပေါ့အဲ့တော့တခါလေကျဟိုကျွန်တော်တို့လိုင်းပေါ်မှာတွေ့နေတာဒီဒီရေကောက်ပွဲရေကောက်ပွဲအသားပေးပြောဆိုမှုကျွန်တော်တို့ကရှင်းနေပြန် ကျွန်တော်တို့ကမင်းအွန်လိုင်းလုံးသမျှပေါ့ဆရာနာရှင်ဒီလုံးသမျှကိုကျွန်တော်တို့ကတခုမှအပြီးမှမပြီးရုပ်ောက်ပွဲမကားလို့ဘာပဲပြီးကျွန်တော်တို့အပြီးမှမပြီးနောက်တစ်ခုကဆရာနာရှင်ခက်အဆက်ဆက်ပေါ့ဟိုနေဝင်လက်ထက်စောမောင်ခင်ညွန်လက်ထက်ဒီတန်းဆွေတင်းစိတ်လက်ထက်တရားနေအစာချီပြီးတော့သူတို့ပြည်သူကိုဒီဆရာနာရှင်စနစ်ဆိုတာယူပုံဖြတ်ဖို့ပေါ့ဆရာနာရှင်ဆိုတဲ့ဟာယူဖြောက်ဖြတ်ဖို့အတွက်အယောင်ဆောင်တာဒီရုပ်ောက်ပွဲတွေနဲ့ပဲအယောင်ဆောင်ခဲ့တာ စဉ်အညီနဲ့ခိုးဘွားလို့ကျွန်တော်တို့ရပ်သားပုံစံပြောင်းဖို့ရပ်သားပုံစံပြောင်းဖို့အတွက်ကဘာကြီးကိုလှည့်ပြဖို့ပြည်သူတွေကိုလှည့်ပြဖို့ဆိုတာကိုတို့ကဒီရေကောက်ဝဲဆိုတာကြီးနဲ့လုပ်ယူဖြစ်တာပေါ့ကျွန်တော်တို့မြင်တာဒါကတို့ရဲ့လက်နက်တစ်ခုဖြစ်တို့ရဲ့ဒီဟန်ဆောင် မျက်နှာဖုံးတစ်ခုကိုစွတ်ဖို့အတွက်လုပ်တဲ့ဟာကြီးဒါကျွန်တော်တို့မိခဲ့တယ်ပေါ့နော်ကိုတိုင်းကျွန်တော်တို့ဖြတ်တန်းခဲ့တာဆိုရင်60ရေကောက်ပွဲအဲ့ဒါဖြတ်တန်းခဲ့တယ်အာ60မိနစ်ဆက်ခွန်မှာဒီရေကောက်ပွဲလုပ်ခဲ့တယ်ဟိုစောမောင်ကိုတိုင်းကရေကောက်ပွဲပြီးရင်ငါတို့စစ်တမ်းရပြန်มาပါ ဆိုတဲ့ဟာကိုတရားဝင်ပြည်သူတို့မင်းကုန်းပြောခဲ့ပြီမဲ့တကယ်တမ်းဟုတ်လားကျွန်တော်တို့90ရွေးကောက်ပွဲကြီးရနေပြီးတော့ဒီမင်းနဲ့ဆက်ကွန်ရွေးကောက်ပွဲကြီးရနေပြီးတော့ LDP ပါတီအပြတ်အနိုင်ရခဲ့တဲ့အပေါ်မှာဟိုအာဏာလွှဲပြောင်းပေးခြင်းလည်းမရှိသလိုစစ်တားလျားပြန်ခြင်းလည်းမရှိခဲ့ဘူးစစ်တားလျားပြန်မယ်ပြောတဲ့ဗိုလ်ချုပ်စောမဟိုဆွဲသိမ်းပြီးတော့ဒီဖွဲ့စည်းပုံဆွဲပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ LDP ပါတီကိုလည်းဟိုမပြုတ်ခွဲပြုတ်ခွဲအောင်လုပ်တဲ့ဟိုအဲ့90အမတ်တွေအားလုံးကို ပြပထွက်ပြအောင်တော်ရဲပြအောင်လုပ်တယ်ထောင်ထဲတွေဖမ်းတယ်အရိယာနေပြီးတော့အခုကျွန်တော်တို့ဂျားဂျားပါပေါ့2010ဘာ2010ရွေးကောက်ပွဲ2010ရွေးကောက်ပွဲကလည်းဟိုစစ်ဘိုလ်ချုပ်တွေကသူတို့ယူနီဖောင်းတွေခဏချို့ပြီးတော့ဒီနောက်ရွေးဖွဲ့စည်းပုံကြီးကိုအသက်သွင်းဖို့အောင်ရွေးဖွဲ့စည်းပုံအသက်သွင်းဖို့ဒီအရက်သားအစိုးရဖြစ်ပါပြီလို့ကဘာကြီးကိုဟောလာဒီမှာသမရသိန်းစိန်မာလို့ပြဖို့အတွက်ကိုကိုဖဲကိုချိုးပြီး ကလပန်ထိုးခဲ့တာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီကာလာတွေတည်းကကျွန်တော်တို့က notebook လေအဲ့ဒီကာလာတွေတည်းကကျွန်တော်တို့ဒီဟိုရွက်ောက်ပွဲလက်မခံနဲ့ရွက်ောက်ပွဲမဝင်ကြရေးဆိုတော့ဟာဗောနောက်ရှိပွဲသီးဖို့ဖြတ်သိမ်းအောင်သွားမယ်ဆိုတော့လမ်းကြောင်းကိုကျွန်တော်တို့သွားနေဒီရွက်ောက်ပွဲဆိုတာမလိုအပ်ဘူးလေကျွန်တော်တို့ရဲ့မူရင်းဤမှန်ချက်ကနှောင်းရှိဖွဲ့စည်းပုံဒီဖြတ်သိမ်းရင်းနဲ့ဒီဆက်နာခြင်းစနစ်အမြင့်ပြည့်ကြီးအဲကြောင့်အဲ့ဒီကာလာတွေကကျွန်တော်တို့ကရွက်ောက်ပွဲဆိုတာကိုစစ်တပ်လက်မခံဘူးစစ်တပ်နိုင်ငံကြီးမပါဘူး ဟေးနောက်အဲ့တော့အခုအခုတစ်ခါထပ်လာပြီအခုတော့မရောင်းလိုက်လက်ထက်မှာကျွန်တော်တို့ဒီစက္ကစလက်ထက်မှာကျွန်တော်တို့သူတို့ရွေးကောက်ပွဲလို့ခေါင်းစဉ်တက်နေပြန်ပြီပေါ့ဗျာရွေးကောက်ပွဲတော့မဖြစ်သေးဘူးပေါ့အဲ့တော့ကျွန်တော်တို့အပိုင်းကတော့ရှင်းတယ်ဒီရွေးကောက်ပွဲဆိုတာကိုအတိမတ်လည်းမပြုဘူးမရောင်းလိုက်လုံနေတာတွေကိုကျွန်တော်တို့စိတ်ဝင်တစားစောင့်ကြည့်ဖို့နေဖို့လည်းမလိုကျွန်တော်တို့အပိုင်းမှာကမရောင်းလိုက်ကိုအပြတ်တိုက်ရေးပဲစဲနိုင်တိုက်ရေးပဲလက်ရှိကျွန်တော်တို့လိုချင်တာကစဲနိုင်တိုက်ရေးအတွက်ကျွန်တော်တို့ကိုအာခွန်အားတွေဖြစ်အောင်ကျွန်တော်တို့တော်လိုက်ရေးသမားတွေကို ဟိုဒီတော်လိုင်းအင်အားစုကြီးထွားအောင်ပေါ့နော်လူအင်အားတော်လည်းကောင်းရုပ်ပစ္စည်းပိုင်ဆိုင်မှုအင်အားတော်လည်းကောင်းကျွန်တော်တို့ကြီးထွားရင်တို့တိုင်နိုင်တယ်အဲ့သူတို့အခုရွေးကောက်ဝဲရလုတ်ပြကောင်လုတ်ဖြစ်သွားမယ်သူတို့တင်ရင်လည်းသူတို့တင်လိုက်မယ်ဒါပေမဲ့ဒီစစ်အနာရှင်စနစ်ကတန်လျာလဲနေမှာနော်ရွေးကောက်ဝဲပြီးွားလဲဘယ်သူပဲနိုင်တယ်ဘယ်သူနိုင်ပါတယ်လို့ပဲသူတို့စီကအဖြေထွက်ထွက်တင်ကြတာကကျွန်တော်တို့မှာစစ်အနာရှင်စနစ်ကြီးကိုပြက်အောင်မတိုက်နိုင်ဘူးကျွန်တော်တို့လောကမှာရွေးကောက်ဝဲကိုပြက်ရင်မပြက်ရင်မဟုတ်စစ်အနာရှင်စနစ်အမြင့်ပြက်ရင် မင်းဟုတ်ကမင်းလေးရေကောက်ပွဲပေါ်မှာနည်းနည်းလေးပြောပြပါကျွန်တော်တော့ကိုတော်ရတဲ့ပြောတော့အခုဒီမြန်မာပဲဖြစ်ဖြစ် online platform ပါဆိုပြီးတော့ online တမားဆိုရေကောက်ပွဲအကြောင်းခေါင်းလဲမထင်ဘူးဒါပြလို့ရင်ထဲရကိုလည်းကျွန်တော်နိုင်ငံမှာဖြစ်ပြနေတဲ့ပြဿနာတိုင်းကဘလို့တဲ့ဤပညာမသိရင်ပတ်တဲ့မထားတဲ့လူထားအောင်မထားဘူးသူပါသူရွေးပဲကောက်ကောက်ဆယ်ပဲကောက်ကောက်လောက်ချင်တာလောက် တို့တို့ဒီဆရာနာရှင်အမြင့်ပြအောင်ဘယ်လိုသွားမလဲတို့တို့အခုလာတဲ့လူတွေကလမ်းငန်းတူတယ်မူမတူပဲကူတာတွေပဲရှိတယ်ဒါပေမဲ့အဆုံးကြီးတော့တို့တို့တိုက်ရတယ်ဥပါသူရေကောက်ပဲပဲလုံးလုံးကဘာပဲတိတိကျွန်တော်ဒီလူကလောကမှာဆရာနာရှင်အမြင့်ပြရည်ဟုတ်ဒါပဲကျွန်တော်ဖိတ်ကြဟုတ်ဥစဉ်ရောဒီတက်ထဲမှာနေခဲ့တဲ့လူတယောက်အနေနဲ့ပါဒီဘက်ကိုကျွန်တော်တို့ အဲဒီဘက်အလင်းဘက်ကိုရောက်လာတာပေါ့မန္တလေးပြောဒီဘက်ကိုရောက်လာကျွန်တော်တွန်လိုင်းဘက်ကိုရောက်လာတဲ့အချိန်မှာစိတ်ခံစားချက်တွေနည်းအထင်ရတဲ့ဟိုတင်ခံစားချက်တွေပေါ့အဲ့ဒါလေးတစ်ချက်တော့ပြောပြရမှာပေါ့အဲပြောရင်တော့ဦးစိန်တို့ကတော့ဟိုဦးနေဝင်လက်ထက်ကလေးကမိခဲ့ကြတာနော်ဟုတ်ဦးနေဝင်လက်ထက်ကလေးကမိခဲ့ကြတာဆိုတော့မြန်မာနိုင်ငံကတော့တကယ်ကြတော့ကန်ဆိုးတယ်အဲ့ဒီခေတ်တုန်းကလည်းစစ်အာဏာရှင်တွေပဲတွားကြတယ်အခုတည်းကစစ်အာဏာရှင်ကမပြတ်သေးဘူးအဲဒေါ်အောင်ဆန်းစုကြည်ပေါ့လူထုကောင်းဆောင်ပေါ့လူထုကောင်းဆောင်ကအဲ လုတ်လုတ်ကင်ခွင့်ရတဲ့အချိန်မှာလည်းအပြည့်အဝမရခဲ့ဘူးအဲ့ဒီအချိန်မှာတော့အောင်ဆန်းစုကြည်လုတ်ပိုင်ခွင့်ရတဲ့နှစ်ကလေးမှာရောင်ကြီးကတော့တန်းနေပြီတကယ်ရောင်ကြီးတန်းလာတဲ့အချိန်မှာအဆိုးဆုံးကအခုအာနာပြန်သိမ့်လိုက်တယ်မှာအဆိုးဆုံးဒါကျွန်တော်တို့မြန်မာနိုင်ငံသားတွေပြည်သူတွေရဲ့အခွင့်အရေးကိုကျွန်တော်တို့နိုင်ငံတော်ကြီးတော့တိုးတက်တော့မှာပဲဆိုတဲ့အသည့်တရားလေးရတာနီးရရှိသေးတာအဲအာနာပောက်သိမ့်ပြန်တော့အခုလက်တွေပဲ အားလုံးကျွန်တော်တို့မြန်မာနိုင်ငံသားတွေကန့်ဆိုးသွားနေအခုအားလုံးမြင်ရတာပြောလားဒီစစ်အာဏာရှင်ကြောင့်ဒါကျွန်တော်တို့ပြည်သူကနောက်ထပ်အခုရွေးကောက်ပွဲဆိုတာလည်းရှင်းရှင်းပြောရရင်ဒါပြည်သူကမထောက်ခံမဲနဲ့သူကထောက်ခံအောင်နှီးမျိုးစုံနဲ့သူကမဲကိုရှာကြည့်လုံးမှာအဲလုံးမှာဆိုတော့ကျွန်တော်တို့အနေနဲ့ဒါရှင်းရှင်းပြောရရင်အတိအမှန်လဲပြုတ်ပြန်မလို့လုံချင်းမလုံချင်းဒါအခု ီကတော်လိုင်းကြီးကောင်းဆောင်တယောက်ပြောသွားတယ်ပေါ့သူ့ဟာနဲ့သူသူ့အလောက်ကတော့သူလှုပ်သွားလိုက်မယ်ရွေးကောက်ပွဲသူ့ဟာသူကျင်းပသွားလိုက်မယ်ဒါပေမဲ့ကျွန်တော်တို့တွေကအဲအခုလက်နဲ့ကင်နောက်ထပ်ဒီဒီစကလေးပေါ့နော်ဒီအဓိကဂျီစကလေးတွေနောက်ထပ်ကျွန်တော်မြန်မာနိုင်ငံကကောင်းစားပါအောင်ဥပမာအခုညာဟိုနီပေါ်တို့ပါလို့ပုံစံမျိုးပေါ့ဒါနိုင်ငံငယ်တာနဲ့ကြီးတာနဲ့မဆိုင်ဘူးနီပေါ်ရဲ့စစ်တပ်ဆိုလို့ရှိရင်ဒါလူလူကိုလိုက်တာဒါမျိုးလိုက်တဲ့စစ်တပ်ကျွန်တော်မြန်မာနိုင်ငံ ုထိမပေါ်သေးတာဆိုဆိုမယ်အဲ့တော့ကျွန်တော်နောက်ဆုံးပြောချင်တာကဒီကတော်လိုင်းကြီးကောင်းဆောင်တယောက်ပြောတယ်ဒီသူတို့ရွေးကောက်ပွဲလုပ်ချင်းမလုပ်ချင်းကသူတို့အလုပ်ကျွန်တော်တို့စစ်အာဏာရှင်ပြတ်အောင်တတ်ရမှာကကျွန်တော်တို့တော်လိုင်းအင်းသမားတွေရဲ့အလုပ်